ရုရှားနိုင်ငံဘီလာရုနိုင်ငံဒီမြန်မာနိုင်ငံဘက်ကရခိုင်နဲ့လည်းယက်တီခဲ့တယ်နိုင်ငံတကာမျက်နှာမှာခုလက်ဆက်လက်ယက်တီသွားမယ်ဆိုတဲ့ခိုင်ခိုင်မာမာအာမခံချက်ရခဲ့တယ်ဒီကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီဇင်ဘာလအစောဆုံးဒီဒီဇင်ဘာလနောက်ဆုံးပတ်နောက်ကြဆုံးဒီဇန်နဝါရီလအဲကျွန်တော်တို့ဒါဒုတိယပတ်လောက်မှာဖြစ်မယ်ဒီကပြည်သူတွေအတင်းနဲ့ဝမ်းသာစရာကကျွန်တော်တို့ဒီဒီအဲပြည်သူတွေလှလာတောင်းတခဲ့တဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုမလွဲမတွေ့ပြန်သွားမယ် ရွေးကောက်ပွဲကိုဒီဇင်ဘာသို့ဇန်နဝါရီ၌ကျင်းပမည်ရုရှားနှင့်ဘယ်လာရုကူညီမည်ဟုစစ်ကောင်းဆောင်ပြောအထွေထွေရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာဒါမှမဟုတ်လာမယ့်နှစ်ဇန်နဝါရီလထဲမှာကျင်းပဖို့ပြင်ဆင်ထားတဲ့အကြောင်းနဲ့ရုရှားနဲ့ဘယ်လာရုနိုင်ငံတွေကကူညီမယ့်အကြောင်းအာနာသိန်းစစ်ကောင်းဆောင်ကပြောလိုက်ပါတယ်။ ရုရှားနိုင်ငံနဲ့ဘီလာရုစ်နိုင်ငံတွေကိုမတ်3ရက်မှ6ရက်အထိတပတ်ကြာတွားရောက်ခဲ့ချိန်မှာမြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကရွေးကောက်ပွဲကျင်းပမဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ပြောခဲ့တာဖြစ်ပါတယ်။2025ဒီဇင်ဘာဒါမှမဟုတ်အစောဆုံး2026ဇန်နဝါရီမှာရွေးကောက်ပွဲကျင်းပဖို့ကျွန်တော်တို့စီစဉ်နေပါတယ်။ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ဖို့နိုင်ငံရေးပါတီ93ခုကစည်ရင်းတင်သွင်းထားပြီးပါပြီလို့စစ်ကောင်းဆောင်ကပြောပါတယ်။ ဒါအပြင်မြန်မာမှာကျင်းပမဲ့ဒီရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာဖို့ရုရှားနဲ့ဘလာရုစ်နိုင်ငံတွေကကိုယ်စားလှယ်တွေဖိတ်ခေါ်သွားမဲ့အကြောင်းလဲစစ်ကောင်းဆောင်ကပြောပါတယ်။နိုင်ငံကိုဒီလ3ရက်နေ့ကနေပြီးဒီနေ့ထိပေါ့လေတပတ်ကြာခီးသွားခဲ့ပါတယ်။အဲတပတ်ကြာခီးသွားခဲ့တဲ့နေရာမှာကျွန်တော်တို့အနေနဲ့ကဒီတည်င်းတွေကိုလည်းအချိန်မှန်ထွက်လုပ်ခဲ့တဲ့အတွက်အားလုံးနဲ့ပြည်ကြလည်းတိတိကျကျမှာပါဘာတွေလောက်ခဲ့တယ်ဘာတွေဆောင်ရွက်ခဲ့တာတိတိကျကျမှာဒါတွေကိုကျွန်တော်အကျယ်ချက်ပြီးပြောကျွန်တော်အဓိကတော့အဲနိုင်ငံအတွက်ဘာအကျိုးများရှိခဲ့လဲဒါပဲပြောကျွန်တော်နိုင်ငံအတွက်အကျိုးများဘာရှိခဲ့လဲဆိုတော့ခန္ဓာ ဒီနေ့ကျွန်တော်ဖွဲ့တော်နံပါတ်1ကတော့နိုင်ငံရေးစီးပွားရေးလူမှုရေးပေါ့နော်ဒီကောင်မသုံးရက်နဲ့ဖွဲ့တော်ပြီးနိုင်ငံရေးနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒါအပြည်ပြည်ဆိုင်ရာဆက်ဆံရေးနိုင်ငံရေးနဲ့ပတ်သက်ပြီးကျွန်တော်တို့အာမခံချက်ရခဲ့တာကရုရှားနိုင်ငံဘီလာရုနိုင်ငံဒီမြန်မာနိုင်ငံဘက်ကရခိုင်နဲ့လည်းယက်တီခဲ့တယ်နိုင်ငံတကာမျက်နှာမှာခုလက်ဆက်လက်ယက်တီသွားမယ်ဆိုတဲ့ထိုင်နိုင်ငံမှာအာမခံချက်ရခဲ့တယ်နောက်ပိုင်းတစ်ချက်ကကျွန်တော်တို့မြန်မာနိုင်ငံမှာအားလုံးသိပြီးသားပဲရွေးကောက်ပွဲရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီဇင်ဘာလအစောဆုံးဒီဒီဇင်ဘာလနောက်ဆုံးကနောက်ကြဆုံးဒီဇန်နဝါရီလအဲကျွန်တော်တို့ဒါဒုတိယပတ်လောက်မှာဖြစ်မယ် ်ချက်မှာဖြစ်တဲ့ကြောင့်အဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကြရုရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံအပြင်ကျန်တဲ့ဗန်နိုင်ငံကထောက်ခံနေရတယ်လုဆောင်ပေးဖို့လည်းမြင်နေကြတယ်ရုရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံတို့ကဒါတော့ဒီဝေရောက်ထောက်ခံပေးမယ်ဒါအပြင်ဒီလေလာဆောင်ကြည့်ရေးအဖွဲ့တွေလည်းလွတ်မယ်ဆိုတဲ့ခိုင်ချက်မျိုးရပါတယ်ဒီတော့ပြည်သူတွေနဲ့ကွမ်းတာဆရာကကျွန်တော်တို့ဒီဒီအဲပြည်သူတွေလူလားတောင်းတခဲ့တဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုမလွှဲမတွေ့ပြန်သွားမယ်မလွှဲမသွေဆောင်ရွက်ပေးမယ်အဒါဒီကျွန်တော်တို့ ောင်မြင်ခဲ့တဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ဟာပဲဖြစ်မှာနောက်စီးပွားရေးကနောက်စီးပွားရေးကနေလည်းပတ်သက်လာလို့ရှိရင်ရုရှားနိုင်ငံရောဘီလာရုနိုင်ငံရောဒီသူဒီတတို့ထက်ပေါ့နော်အဲတချို့နေရာတဒီနည်းပညာတွေမြင်မှားတဲ့ဟာတွေရှိတယ်အဲကောက်မီကျွန်တော်တို့နိုင်ငံဒီဟိုခဏတော့ကျွန်တော်တို့ဒီအတိုင်းပဲစိုက်ပျိုးမွေးမြူရေးကိုအခြေခံပြီးမှဒါစိုက်ပျိုးမွေးမြူအခြေခံတဲ့စက်မှုစီးပွားကိုသွားမဲ့နိုင်ငံဆိုပြီးကျွန်တော်တို့တတ်မှတ်ထားတယ်အဲဒါမျိုးလုံနိုင်ဖို့လေကျွန်တော်တို့မှာအခွင့်အလမ်းကောင်းကြီးရှိတယ်။ဒါတွေကိုသွားနိုင်ဖို့အတွက်ဒါဆိုရင်ကျွန်တော်တို့ဟောနော်ဒီရုရှားနိုင်ငံလိုနိုင်ငံမျိုးတဲ့ကျွန်တော်တို့မတော်သေးဘူး။ဘီလာရုလိုနိုင်ငံမျိုးဘီလာရုလိုနိုင်ငံမျိုးမှာ သူသည်မြမသူသည်လူရဲ့မြန်မာနိုင်ငံရဲ့အကျယ်ဝန်းထဲဘီလာရုနိုင်ငံသည်ပုံမှန်တဘောလောက်ပဲကျယ်ဝန်းတယ်။ကုန်သွင်းပိတ်နိုင်ငံဖြစ်တယ်။ဒါအပြင်ဘီလာရုနိုင်ငံသည်သူသည်လူရဲ့ပေါ့နော်အများဆုံးကကိုတက်သမားတမ်းပဲရှိတယ်။တနိုင်ငံလုံးမှာကိုတက်သမားတမ်းပဲ။သို့တော့သူရဲ့ GDP ပေါ့နော်စိုက်ပျိုးရေးကဏ္ဍတစ်ခုရနေရရှိခဲ့တဲ့ GDP သည်6ဘီလီယံနီးပါးရှိတယ်။အဲဒီမှာကြည့်လိုက်တဲ့အခါမှာသူသည်ဘာလို့ဆိုတော့ကြာ layer စိုက်ပျိုးမှု area ပေါ့နော်မြန်မာနိုင်ငံထက်တော့နည်းတယ်။ လေယာစိုက်ပျိုးမှုဧရိယာစိုက်ပျိုးနိုင်တဲ့ဧရိယာနဲ့တအပြင်ကန့်သတ်ချက်တွေရှိပါတယ်အခုချိန်မှာဆိုရင်ဒါဘီလာရုနိုင်ငံရဲ့ယာတိဥရုပေါ့လေကျွန်တော်ရောက်သွားတဲ့ချိန်မှာယာတိဥရုနည်းနည်းတာရတယ်ယာတိဥရုနည်းနည်းတာရတာတောင်မှပဲဘီလာရုနိုင်ငံရဲ့ယာတိဥရုကကျွန်တော်ညာဘက်မှာဆိုရင်ကျွန်တော်အနှုတ်3ဒီဂရီ4ဒီဂရီတောင်ရှိတယ်ဒါတချို့နေရာတွေမှာလည်းဒီအမေရိကန်အင်းနေတဲ့နိုင်ငံပေါ့ စိုက်ပျိုးဖို့အတွက်မြေကန့်တကြရှိတယ်စိုက်ပျိုးဖို့အတွက်ရာသီဥတုကန့်တကြဒီလိုမျိုးပေါ့နော်နိုင်ငံမျိုးတောင်မှဖြစ်သွင်းနိုင်ကျွန်တော်တို့လိုရေမြရာသီဥတုကောင်းမွန်တဲ့နိုင်ငံတွေမဖြစ်သွင်းစရာအကြောင်းမရှိဘူးလိုအပ်နေတာကျွန်တော်တို့ခင်ဗျာစိုက်ပျိုးမွေးမြူရေးစနစ်ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့ဒါသဘောတူစာချုပ်တွေချုပ်ခဲ့တာရှိတယ်ခင်ဗျာစိုက်ပျိုးမွေးမြူရေးစနစ်ဆိုတာလဲလိုအပ်တဲ့အချက်တွေအများကြီးရှိပါတယ်ကျွန်တော်တောင်တည်သမားလေတော့အနေနဲ့ဓာမျိုးဝါစာလိုအပ်ချက်တွေအဲဒီဓာမျိုးဝါစာလိုအပ်ချက်အတွက်ဆိုလဲကျွန်တော်တို့အနေနဲ့ခြေစည်းပင်နိုင်အောင်ဆောင်ရွက်လျက်ရှိတယ်စာချုပ်တွေချုပ်ခဲ့တာရှိတယ်ဒါပြင်ဓာမျိုးဝါစာနဲ့ပတ်သက်ပြီးလိုအပ်ချက်အတွက်ဆိုရင်မြန်မာနိုင်ငံမှာပဲစက်ယုံတွေတဲဖို့ဖိတ်ခေါ်ခဲ့တာရှိတယ်ဒါပြင်တရုတ်နိုင်ငံနဲ့လဲကျွန်တော်တို့ ဒါကမ်းမြေဥစားစက်ယုံတွေတည်နိုင်ဖို့အတွက်ကျွန်တော်ဆောင်ရွက်နေတာပဲရှိပါတယ်။ဒါအပြင်ကျွန်တော်တို့အနေနဲ့ဒါမြန်မာနိုင်ငံမှာဒါအဓိကရေးပါတဲ့ဒါစီးပွားရေးဆောင်မရင်းနဲ့စိတ်ကန်းကြီး၃ခုရှိတယ်။ကြောက်ဖြူ၊တီလဝါအဲကျွန်တော်တို့ဒီတဝဲတဝဲရင်းနဲ့စိတ်ကန်းဒီရက်ဆိုင်နေရာကြာပြီ။ဒီတဝဲရင်းနဲ့စိတ်ကန်းကိုလည်းကျွန်တော်တို့ကရုရှားနဲ့ဆောင်ရွက်နိုင်ဖို့ MOU လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။တိုးတော့ရုရှားနဲ့ဆောင်ရွက်နိုင်ဖို့ဆိုတာသူကအဓိကထားပြီးဆောင်ရွက်မှာပဲဖြစ်တယ်။တိုးတော့ဘယ်နိုင်ငံမှမဆိုလဲဒီနေရာမှာပါဝင်လို့ရတယ်ကျွန်တော် ထိတ်ခေါ်နိုင်တယ်ထိတ်ခေါ်လို့ရရတယ်အဲလှုပ်ဆောင်တဲ့လူတွေလည်းလှုပ်ဆောင်လို့ရတယ်လို့ကျွန်တော်တို့အနေနဲ့ပြောချင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကလူမှုရေးပေါ့လူမှုရေးကဏ္ဍမှာအဓိကတော့ပညာရေးကျန်းမာရေးပေါ့မြင်မှားကြတယ်ပညာရေးကျန်းမာရေးဒီမြင်မှားကြတယ်ဒါနဲ့ပတ်သက်ပြီးလည်းကျွန်တော်တို့ပညာရေးကျန်းမာရေးနဲ့ပတ်သက်ပြီးဆောင်ရွက်နိုင်ဖို့လည်းကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်ဒီခေတ်စဉ်တစ်ခုလုံးကိုအနည်းချုပ်ပြီးပြောရမယ်ဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့နောက်ကြီးသူတွေမျော်ပန်းနေတဲ့ကျွန်တော်ရှောက်လမ်းမဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ပြန်သွားနိုင်ဖို့ပြန်လုပ်နိုင်ဖို့ပြန်ဆောင်ရွက်နိုင်ဖို့ပြန်ပြီးအောင်မြင်နိုင်ဖို့ တိုင်းပြည်တစ်ပြည်လုံးပို့ပြီးခွင့်ပြုတိုးတက်လာနိုင်ဖို့အတွက်ဒါအလားအလာကောင်းတွေကိုစောင့်ကြည့်နိုင်ခဲ့တဲ့ဟာကြီးစစ်ချက်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်